တောက်ကြံနေမှုဘောသမိတ်ရှင်များအားလုံးမင်္ဂလာပါဗျာနော်အဲ့တော့၁၇ရက်၅လ2025ရက်ကနေပြီးတော့နော်၁၉ရက်၅လ2025တပတ်တာအတွင်းမှာတောက်ကြံသွားပြီးဘလူးကန်ဆယ်လိုင်းနဲ့တွေ့ကြရပါမယ်ကျွန်တော်တို့ဘာရှယ်မင်းနိခါတို့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်အဲ့တော့တောက်ကြံသွားပြီးတပတ်တာကန်ကြမှာလေတော်တော်နမိတ်ဖတ်ကြားပေးလိုက်မယ်နော်စတိယင်္ဂလာ2025ရဲ့ကနေ2025ရဲ့အတွင်းမှာ တောက်ကြသားသမီးတွေအားတဲ့မိမိလျှောက်လန်းနေရဲ့လမ်းပေါ့နော်မိမိလျှောက်လန်းနေရဲ့လမ်းမိမိညီမနာရွေးချက်ပန်းနိုင်အတိုင်းကိုမစုံမနစ်စ조사အထုတဲ့အတွက်ကြောင့်အောင်မြင်ကြကြမယ်တဲ့အဆင်ပြေပါလိမ့်မယ်တဲ့နော်မှန်ကန်တဲ့လမ်းကြောင်းတွေကိုရွေးချယ်နိုင်နေမယ်တဲ့အရေးကြီးတဲ့သုံးဖြည့်ချက်တွေကိုမှန်ကန်စွာချမှတ်နိုင်တဲ့ကာလလေးဖြစ်တယ်တဲ့နော်ဉာဏ်ပညာအတွေးခေါ်မြင်မာပြီးစိတ်တည်ငြိမ်နေတဲ့ကာလမျိုးလေးဖြစ်ပါတယ်တဲ့လုပ်ငန်းမှာလည်းတဲ့သူများကိုဥဆောင်ရှိဆောင် လုပ်ပြီးတော့ပြတ်တညွှန်ကြားနိုင်တဲ့ကာလာလေးဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ရှင်တော့အဆင်မပြေလေးဖြစ်တဲ့ငွေကြောင်းတော့ကရောက်ရတဲ့ပြီးပြီးမိမိရဲ့ငွေရလမ်းကြောင်းလေးတွေငွေငွေလမ်းကြောင်းလေးတွေမှာမကောင်းပြောခံရတဲ့အတွက်ကြောင့်အဆင်မပြေတာရှိအထင်ကိုလေးရှိတယ်ဝန်ထမ်းတွေဆိုသတိထားပါတိုင်းစားပစ္စည်းလေးရောက်တဲ့เนาะအဲဒီကြောင့် ပြဿနာတွေကြုံရတတ်တယ်ဝင်ဝီပြိနေတတ်တယ်နော်ဝင်ဝင်နဲ့ပတ်သက်ရင်တော့အနေငယ်တော့ကရောက်ရတတ်တယ်နော်အိမ်တော်တွေအတွက်ကတော့ငွေကြီးနဲ့ပတ်သက်ပြီးစကားများတတ်တယ်နော်အကြီးကျယ်စကားများတဲ့အထိဖြစ်တတ်တယ်နော်ပညာရေးနဲ့ပတ်သက်ပြီးတော့မိမှုမဲ့တော့မရောက်ဘူးနော်အဆင်မပြေဘူးအဲဒီကာလာတွေမှာဆောင်ပွဲတွေရှိခဲ့မယ်ဆိုလို့ရှိရင်အဆုံးဖြတ်အင်တာဗျူးတွေရှိခဲ့မယ်ဆိုလို့ရှိရင်တေချာပေါက်ကြောက်80ရာခိုင်နှုန်းတော့ ရှိနေတယ်ပညာရေးညံ့နေတယ်မျောမထားတော့မဖြစ်ဘူးเนาะပညာရေးကငကူကမှကိုကညံ့နေတဲ့အပြင်မှာမှเนาะဆောင်းပွဲသူမဟုတ်အဲ့လိုအင်တာဗျူးလို့ပြောဖြစ်ဆိုအပ်ခါအနီးမှာမတော်ဆမှုတွေတခုဖြစ်တတ်တယ်哦အခြေအခြေနဲ့ပတ်သက်ပြီးတော့လည်းတောက်ကြသားသမီးတွေကမကောင်းဘူးเนาะဂျားလူတွေဝင်တတ်တယ်အနောက်ချက်တွေဝင်တတ်တယ်เนาะတူးနဲ့တူးစိမ်းကားနေတတ်တယ် ခံစားချက်တွေရှိတယ်ပြီးရင်မိမိရင်ထဲရှိတဲ့ခံစားချက်တွေတယောက်နဲ့တယောက်ပုံမွက်လေးလေးဖွင့်ဟဝန်ခံခြင်းမရှိရတော့ကြောင့်နားလည်မှုလေးလွတ်တက်တယ်အခြေအနေလေးတွေတင်းမာလာတက်တယ်တဏှာလေးတွေများနေတက်တယ်ကာလာလေးဖြစ်ပါတယ်ကျမိုင်းနဲ့ပတ်သက်ပြီးဆိုရှင်အနေငယ်အားပြော့နေအားညံ့နေတဲ့ကာလာလေးဖြစ်တယ်ကိုလက်တွေအစ်မတွေမကြခဏကြိုက်ခဲနေတက်တယ်နော်ပြီးလို့ရှိရင်နှလုံးအားနေတာလေးဖြစ်တက်တယ်ပင်မအဲ ောပေါ့တခုဆိုရင်အနေငယ်လောက်တာ ਨੇ မောနေတကာလေးဖြစ်တဲ့တယ်မကြာခဏဖြားနာတတ်တာလေးဖြစ်တတ်ပါတယ်ဗျာနော်အဲ့တော့တောက်ကြသားသမီးဒီယခုတစ်ပတ်အတွက်နော်အကျိုးပေးမဲ့ကဏ္ဍလေးကတော့နော်နှစ်ပဲဖြစ်ပါတယ်နော်အကျိုးပေးမဲ့အယောင်လေးကတော့အပြာနုယောင်လေးဖြစ်ပါတယ်နော်အပြာနုယောင်သူသီးမို့နုရဲ့အယောင်လေးပေါ့နော်အယောင်ခနုနုလေးလေးအဲ့ဒါလေးတွေကတောက်ကြသားသမီးအတွက်ယခုတစ်ပတ်မှာအကျိုးပေးမှာဖြစ်အဲ့တော့ဒီဘက်တော့တောက်ကြသားသမီးကမ်မစ်ကန်ဆယ်မဲ့ရေရလေးကတော့မိမိညာရေးဝတ်ထားတဲ့ ်အဝစားကိုစီးနေရေချောင်းထဲမှာညှောလိုက်ပါညှောတဲ့အချိန်မှာလည်းငါတန်းနင်ခမ်းဆိုပြီးတော့ပြောပြီးတော့ရေချောင်းမှာညှောလိုက်ပါဗျာเนาะဒါဆိုလို့ရှိရင်မိမိအခိုက်အညံလေးတွေပြီးပြောက်တက်တော့ပြီးပြောက်လာပါလိမ့်မယ်ဗျာเนาะယခုတစ်ပတ်အတွက်ဒါတောက်ကြသားသမီးပြုလုပ်ရမယ်ကမ်မစ်ကတစီရဲ့ရေတရားလေးပဲဖြစ်ပါတယ်အဲ့တော့စတိရ9/2025ရက်ကနေ19/2025ရက်ကြီး တပတ်တာအတွင်းမှာတောက်ကြသားသမီးတွေတွေ့ကြရမယ်ကံကြမ္မာလေးဆောင်းရှောင်းလေးနဲ့ကျမကြီးချီတင်ကြီးကိုပြောပြခြင်းဖြစ်ပါတယ်ကမက်ကလစီမရေရလေးကိုပြောပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိမယ်ဆိုတော့တောက်ကြသားသမီးတွေကွန်မန့်လေးဝေးခဲ့ပေးပါဦးမြန်เนาะဗီဒီယိုအသေးလေးပေးပြီးတော့ share လေးလုပ်ခဲ့ပေးပါဦးเนาะ follow လေးမလုပ်သေးဘူးဆိုလို့ရှိရင် follow လုပ်ခဲ့ပေးပါအပတ်စဉ်ပတ်စဉ်တပတ်စာ hostel လေးတွေကိုเนาะစနေနေ့ဒိုဒီမိုရဲ့ တနင်္ဂနွေနေ့ဒီမှာတပတ်စာတပတ်စာအမြဲတမ်းတင်ပေးနေတာဖြစ်ပါပဲဒီကောင်းကြီးရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နော်ကားစစ်တာဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုတောင်းတော့လိုက်ဟုတ်ဆက်ပါတော့နောက်ပြန်ပါတို့